ဟောပြီးကိုင်ပြီးဓမ္မထိုးကိုစောင့်နေတဲ့အဘအများဆိုတဲ့အဘအများကိုလည်းပြောချင်တာခင်ဗျားတို့လည်းကြည့်လို့ခင်ဗျားတို့အလိုလိုပါကြည့်ကုန်ပြီကြည့်လို့ကြအောင်ခင်ဗျားတို့နော်လူငင်းချမ်းသာတို့ဘာချစ်ချည်အရာဖြေလျှော့ပေးလိုက်ပါဘူးတရုတ်ကတောင်းရင်တန်းပေးတာမျိုးမလုပ်ဘူးလေတရုတ်တောင်းရင်ပေးကြတာတရုတ်တောင်းရင်ပေးရင်ကျွန်တော်တို့ကကျွန်တော်တို့ကအဲ့လိုဒီဈေးပေါ်နေပြီကျွန်တော်နိုင်ငံတောင်ပိုင်းကိုကျွန်တော်တို့ဥစားပေးခဲ့တာကနော်တော်တော်နိုင်တဲ့နေရာတိုင်းတော့အရေးကြီးတာဒါပေမဲ့တောင်ပိုင်းကိုဥစားပေးရင်အမတ်ကမြန်မာပြည်ကနေအများဆုံးဖွဲ့ပြီးလာတဲ့တိတ်ဆောင်လာတဲ့ပြည်သူအများဆုံးရှိတာဒီတောင်ပိုင်းရဲ့နေဆက်ထိုင်းနိုင်ငံမှာရှိတယ် Hello Chara Myo Ba Pitu Nyi Ko Mon Ma Mya A Long Ma Min Kla Ba News Beat Channel Ga Ne Myo Ma Pyan Le Chu So Lai Ba De 2025 Khu Ne Mela 24 Yin Ne Ye Chu Lo Ni Le Pai Video Ta Bo Ni Ne Di Ni Khe Ma Naw Song Cha Ti Ye De Tolan Tadin Thu Tadin Kaung Ni Ne Chu Lo Tolan Yin Ya Su De Ne Myo Ma Sis Kan Thain Aung Bo De Ko Cha Ma Phyu De Twe Video Ko Chan Na Tu Sa Song Chi Shu Pi Cha Pho A Long Pai Kho Lai Ba De Chu Lo A Yong Song Ni Ne Kha Dai Lo Ba Tolan Tadin Thu Tadin Thu Le De A Yong Song Chi Lai Ya Aw Na Par Ma Song Tadin Ta Bo Ni Ne Ga De ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ထိုင်းမြန်မာနယ်ဆက်ဘလက်ဒိုချေးရွာနီးမှာရှိတဲ့စစ်တပ်စခန်းကိုကယ်နယ်လီဦးဆောင်တဲ့တော်လိုင်းတပ်တွေကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့လို့စစ်ကောင်စီတပ်ဘက်ကများပြားထိုင်းနိုင်ငံဘက်ခြမ်းကိုထူပြေးတော့ပြီးတော့လက်နေချသူလည်းများပြားရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စခန်းထဲမှာလည်းတည်တဲ့စစ်သားလောင်းတွေများတဲ့လက်နေချတာလည်း20ကျော်ရှိတယ်။ထိုင်းဘက်ကိုထူပြေးတာလည်း25ဝလောက်ရှိတယ်။စခန်းမှာကအင်အား100လောက်ပဲတပ်ဆွဲထားတာ။အခုထူပြေးပြီးတော့မှစိုက်ပျိုးရေးခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိနေသေးတယ်။ရှင်းလင်းရေးတွေလုပ်နေတော့မှဆိုပြီးတော့မှ ရှည်တန်းတော်လိုင်းရဲ့တရီမီကနေပြတော့ပြောဆိုထားပဲဖြစ်ပါတယ်ဒါကတော့ကျတို့ဘလူးဒိုမှာရှိတဲ့ပေါ့နော်စစ်ကောင်စီရဲ့စစ်သက်စခန်းကိုကျတို့ကန်နယ်လေးဦးဆောင်တဲ့တော်လိုင်းပွန်တဖို့နဲ့နေပြတော့မှာတင်းပိုက်သွားတာပြတော့မှာစစ်ခွေးတချို့ကဆိုတော့တိုင်းငံပြည်ချောင်းထူပြေးသွားတယ်လို့လည်းသိရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျတို့ဘက်ကိုပေါ့နော်ခိုးလုံကူးပြောင်းမှုတွေလည်းများစွာရှိနေတာပြတော့မှာကျတို့ဘက်ကနေပြတော့မှာလက်နက်ခဲများစွာလည်းထပ်မံတင်းပိုက်ရရှိထားတယ်လို့ကျတို့နောက်ဆုံးကြားသိရတာဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ အာနာသိန်းစစ်ကောင်စီတပ်ကိုတိုက်ခတ်နေတဲ့မွန်တော်လိုင်းတပ်တွေဖြစ်တဲ့မွန်ပြည်တပ်ပါတီဆရာနာရှင်တပ်ဖြစ်ရဲ့ NMSPAD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA ပေါင်းစည်းကြောင်းမေလ24ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီးတော့မှရမညမွန်တပ်တော်ဖြစ်ဖွဲ့စည်းလိုက်တယ်လို့အတိအပြေပြောဆိုထားတာဖြစ်ပါတယ်။ကျွန်တော်တို့အနောက်ဘက်ပေါင်းစည်းရချင်းရဲ့အကြောင်းရင်းကတော့အဓိကကျွန်တော်တို့ဘုံရန်သူဖြစ်တဲ့ဆရာနာရှင်စနစ်နဲ့ဆရာနာရှင်တွေကိုဒါကိုတပ်ဖြစ်နိုင်ဖို့အတွက်ရဲ့နောက်ပြီးတော့မှကျွန်တော်တို့လိုလားနေတဲ့ တန်သူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးအတွက်စုစုစည်းစည်းပေါင်းစည်းပြီးတော့မှသူတို့ကအလို့ဆောင်နိုင်ဖို့တက်ပေါ်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီလိုနှစ်ဖွဲ့ကပေါင်းစည်းခြင်းဖြစ်ပါတယ်ဆိုပြီးတော့မှမတန်တဲ့ခုပေါင်းစည်းကြောင်းကြီးညာချက်ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားနဲ့ပြီးတော့မှပြောကြားထားတာပဲဖြစ်ပါတယ်တကယ်တော့တရင်ကောင်းလည်းပဲပေါ့နော် ကျွန်တော်ခုလိုမျိုးဒီတပေါင်းစုတစ်ခုအနေနဲ့တိစောက်နိုင်ဖို့ကတော့စော်လေးကိုခဲနေတော့မယ်ဖြစ်ပါမှာအခုဆိုရင်မွန်ပြည်နယ်မှာရှိတဲ့တပ်ဖွဲ့တစ်ခုကနေပြတော့စတင်ဖွဲ့စီပြီးတော့မှစကောင်စီကိုဖြိုချတော့မယ်ဆိုတဲ့အကြောင်းအတိလေးနဲ့ခြေညာထားတာပဲဖြစ်ပါတယ်ကျွန်တော်တောင်ပိုင်းတိုင်းမှာဆိုတော့စကောင်စီတပ်ဖွဲ့ဝင်တွေခုရဲ့ပိုင်းခက်ဆစ်စိတ်ပေါ့နော်မျိုးစာဖြစ်ပြောင်းလဲနေတာကိုချမ်းဖြစ်ကျွန်တော်ဒီလိုမျိုးတပေါင်းစုတစ်ခုအနေနဲ့ထပ်ပြီးတော့မှတိစောက်လိုက်မယ်ဆိုတော့မကြာခင်မှာတော့အလုံးမျောလဲနေတဲ့ပေါ့နော်တောင်ပိုင်းတိုင်းဟာဆိုတော့လွမြောက်လာတော့မှာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့နေခင်မိုက်မှာပထမဆုံးအနေနဲ့ကြက်မှာကတော့ကျွန်တော်ဘလယ်ဒိုစကိုင်းကိုကန်နလေတဲ့ကျွန်တဲ့ PDF ဖုန်းတဖို့နေနေပြီးတော့မှတင်ပိုက်တဲ့နေရာမှာစစ်ကောင်စီတဖို့ဝင်များစွာတေးဆုံးမှုတွေလည်းရှိနေတယ်ဆိုတဲ့အကြောင်းကိုကိုစီကနေပြီးတော့မှပါနော်ဝန်တရားဆိုတဲ့ပြောဆိုထားပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်ဒီတောင်ပိုင်းတိုင်းကငကုံကတော်တော်ရှုပ်ထွေးပါတယ်လို့អော်ခဲ့တဲ့နေရာသူတို့ဖြင့်အဲဗမာပြည်သူတွေစစ်ဆက်ပြစ်သွားခဲ့လဲဆိုတော့အားလုံးသိပါတယ်မြဝတီကို KNDD ပြန်ထန်လေးအဖွဲ့တွေကမြောက်ဒီမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးတဲ့အချိန်မှာပြည်သူတွေကအကုန်လုံးအောင်ပွဲခံနေတယ်အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်ဒီမြို့ဆောင်တပ်ကနေဒီ KNU အဖွဲ့ဟာဒီစစ်ကောင်စီရဲ့လက်နက်ကြီးလက်နက်ငယ်မျိုးစုံကိုကားနဲ့အခောက်ခောက်ခါခါတဲတဲ့ဗီဒီယိုဖိုင်တွေကအားလုံးတွေ့မှာပါအဲ့တော့မြို့ဆောင်တပ်ကိုလည်းတိမ်းတဲ့ဘူးကပြီးမြို့ဆောင်တပ်မှာရှိတဲ့အလံကိုထားပြီးတော့ပြင်းအလံတော့တင်ချက်ပြူရပြီနော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒီမြို့ဆောင်တပ်ကနေအပါအဝင်ဒီစစ်ကောင်စီတပ်အဖွဲ့ဝင်30ကျော်လောက်ကအမှတ်နှစ် တိုင်းမှာချစ်ချစ်ရဲ့တံတားအရင်ကိုကွာဖို့ပြီးတော့ခွေးလိုမျိုးကနုတ်ကြီးတွေတူပြီးတော့အဲ့ကြီးတွေမှာနေနေကြတာလှမ်းတွန့်နေကြတယ်ကင်မရာတွေလှမ်းဆော်ပြီးရိုက်နေကြတာဒါပေမဲ့အဲ့ဒီခွေးလေးကိုလက်ဆက်တအောင်မတိုက်ဘဲနဲ့ဘာပြန်ဖြစ်လဲဆိုတော့ BGN နဲ့နော် DGB ရဲ့ဓာတ်ဝင်ပုံနဲ့ဆိုပြီးတော့ဘလို့ဖြစ်လဲတော့ဒါအောက်ကအောက်ကဖြစ်တဲ့အချိန်ကြီးကတော့အောက်ကလူတွေအတိဆုံးပေါ့ပြည်သူတွေတိတဲ့အနေထားကတော့ BGN ကဓာတ်ဝင်ပြီးတော့စစ်ကောင်စီတပ်စခန်းကိုပြန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြန်ခေါ်လာပြီးတော့မြောက်ပြည်မြို့ကိုပြန်လဲပေးလိုက်တယ်အဲ့ဒီအနေထား ပြစ်သွားတယ်ပေါ့အဲ့ဒီအချိန်မှာဘာဖြစ်လို့ဆိုပြည်သူတွေတအားဆဲကြတာစိတ်ပြက်တဲ့လူတွေတအားပြက်ကုန်ကြတယ်အဲ့ရစားပြီးနောက်ပိုင်းဆိုဘလို့ကျဲကျဲလောင်ထွက်လာဆိုတောင်ပိုင်းဆိုမလူနဲ့ဆိုတဲ့တချို့တွေစကားပြောမှုတွေကထွက်လာခဲ့ဒါပေမဲ့အဲ့ဒီအချိန်ကြီးကျွန်တော်တို့ပြောပါတယ်ကျွန်တော်တို့စိတ်ပြက်တယ်မပြက်ဘူးမဟုတ်ဘူးဒီလိုဖြစ်ရခြင်းမဖြစ်တင်ဘူးပေါ့နော်ဒါပေမဲ့တောင်ပိုင်းကိုမလူနဲ့စကားဟုတ်တော့ကျွန်တော်တို့ကန့်ကွက်ခဲ့ဘာဖြစ်လို့လဲတောင်ပိုင်းတိုင်းမှာကိုတို့ကြာတဲ့လက်နက်ကန်တချို့တဝက်ရှိတယ်လို့တကယ်တော်လန်ရင်စိတ်နဲ့လုံနေတဲ့လက်နက်ကန်ခေါင်းဆောင်တွေရဲဘော်တွေဒီဒီတပ်မှုခေါင်းဆောင်တွေ KNU ထဲမှာအများကြီးရှိပါတယ် အဲ့တော့ကျွန်တော်တို့ကတောင်ပိုင်းကိုမလူနဲ့ပြောလိုက်တာဒီအဲ့ဒီတကယ်စိတ်ရင်းနဲ့လုံနေတဲ့ရဲဘော်တွေခေါင်းဆောင်တွေအတွက်စိတ်ပြက်เสียရစိတ်ချကြเสียရကြီးဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြန်မှာငါတို့မလူလို့မရဘူးလောက်ရမှာပဲတော့ဒါကြောင့်မလို့ဒီနေ့ချိန်ထိကျွန်တော်တို့တောင်ပိုင်းကိုတောင်ပိုင်းကိုကိုကြီးထောက်မှတ်မှုကမရက်တန်တော့ဘူးလုံနိုင်တော့ဘူးလုံပေးနေတယ်အဓိကဘာဖြစ်ရှင်လဲတောင်ပိုင်းကိုကျွန်တော်တို့ဥစားပေးခဲ့တာကနော်တော်တော်လိုင်းလေးတော့နေရာတိုင်းတော့အရေးကြီးတာပဲဒါပေမဲ့တောင်ပိုင်းကိုဥစားပေးရင်နံပါတ်1မြန်မာပြည်ကနေအများဆုံးထွက်ပြေးလာကတဲ့တိတ်ဆောင်လာတဲ့ပြည်သူအများစုရှိတာဒီတောင်ပိုင်းရဲ့နေဆက်ထိုင်းနိုင်ငံမှာရှိတာဗျာ တော့ထိုင်းမှာရှိတဲ့ပြည်သူအများစုကဘာဖြစ်နေရလဲဆိုတော့လက်ရှိထိုင်းနိုင်ငံမှာနိုင်ငံရေးအရှိန်အဟုန်အပြောင်းအလဲတွေကြားမှာကြီးစားပင်ဖြစ်ပြီးတော့အနှိမ်ညာဘဝရောက်နေတယ်။အရင်ခေတ်ကတည်းကကော်ဆန်းလို့ခေါ်တဲ့ထိုင်းမှာကော်ဆန်းဆိုဆောက်လုပ်ရေးပေါ့ဆောက်လုပ်ရေးတွေကိုလူတွားတွင်းပေးလို့ရှိရင်ကျွန်တော်တွားတွင်းပေးတဲ့လူကိုမဟုတ်ဘူးပြန်ပေးတယ်စီဘိုးပြန်ပေးတယ်။အဲ့ဒီဆောက်လုပ်ရေးကဒါပေမဲ့ဒီနေ့ခေတ်မှာဘလောက်ထိကြောင်းပြန်ပြန်ဖြစ်သွားလဲဆိုတော့အဲ့လိုဝင်လာတဲ့လူတွေခိုးဝင်တဲ့လူတွေတအားများပြီးလှုပ်တာတအားပေါများလာတဲ့အချိန်မှာ ဒီမှာရှိတဲ့လုပ်ငန်းရှင်တွေကအခြားလုပ်ငန်းမပြောနဲ့အရင်ကတွားတွေးပေးပတ်စံပေးတယ်ဆိုတော့စောင့်လုပ်ရေးလုပ်ငန်းတော်မှာစမတ်ခါဆိုတဲ့ဟာမျိုးလူတယောက်ကိုလက်ခံရင်ဘလောက်ဆိုတဲ့ဟာမျိုးပတ်စံပေးပြီးတော့ပြန်စမတ်နေရတယ်။အဲ့လောက်ထိတောင်းပြန်ပြဖြစ်သွားတယ်။အဲ့တော့ဘာဖြစ်တာလဲဆိုတော့ပြည်တွင်းမှာနေလို့မရလို့ဒီစစ်မှုထမ်းဥပဒေအပအဝင်တိုက်ပွဲတွေတင်းချောင်မှုတွေစတဲ့ဖြစ်အားလုံးကဒီအနည်းဆက်ဆုံးကုန်းချောင်းလာလို့ရတယ်။ထိုင်းနိုင်ငံကိုပွဲစားတွေကိုမတန်မဆဈေးတွေပေးပြီးတော့တင်းချောင်လာတဲ့အချိန်မှာထိုင်းနိုင်ငံမှာလုတ်တာတအားပေါများပြီးတော့လူမလိုချင်တော့ဖြစ်သွားတယ်။အဲ့တော့ဘာဖြစ်လဲနံပါတ်1နိုင်ငံတိ မင်းမလုပ်ဘူးလားမင်းမလုပ်တော့နောက်တော့လာခမ်းမအောင်အစင်းနေပဲကိုစီဒီလိုမျိုးပြတော်ရတာကျတော်စင်စားချက်မှဆန္ဒတကယ်ကိုမြေပြင်မှာဖြစ်ဖြစ်နေတဲ့ဖြစ်ဖြစ်တွေဖြစ်ဖြစ်မှာကျတော်မြန်မာဒုက္ခတဲ့တွေအတွက်အခုဆိုရင်ဒီတော့မိုက်တန်ဘလော့တီအရေးပါလဲဆိုတော့ထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်။ကန်ယူနဲ့ဂျန်နဲ့ PDF ပုံသဖို့နဲ့ပြီးတော့မှ ဒီ necessity မင်းတကြောမှာရှိတဲ့စစ်ကောင်စီရဲ့စစ်စခန်းတွေကိုတခုပြီးတခုတင်ပတ်ရရှိနေတာကကျွန်တော်တွက်ပါနော်။မြောက်စွာထောက်ခုဖြစ်နေတာတော့ထိုင်းနိုင်ငံပြချောင်းကိုကုပြောင်းခလုံးနေကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအရဆိုလဲကျွန်တော်ပေါ့နော်။ AES စစ်စစ်နဲ့ပြန်ပြီးတော့မှာ ခွဲကုဒေတာတွေကိုပြန်လာလို့ရတော့မှာပဲဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့ဒီတက်ပူပရောမိုက်ဒရက်ဆက်နေနေဦးမယ်ဆိုတော့တို့တက်ဖို့ဝင်တယ်။ထိုင်းနိုင်ငံဘက်ချောင်းထပြမှုတွေလည်းများလာမှာဖြစ်တယ်လို့တစ်ဖက်မှာကျွန်တော်တို့တွန်လိုက်ပဲချမ်းရနေပြီတော့မှာပေါ့နော်။ပြစ်ခတ်ရှင်းလင်းမှုတွေလည်းဒီတက်ပူပရောလွယ်ဖို့ရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့တောင်ပိုင်းကဒီတက်ပူပရောမှာကုညီထောက်ပံ့မှုတွေလွတ်နေတာပဲဖြစ်တယ်လို့ကျွန်တော်တို့ပေါ့နော်။ဒီလိုမျိုးဆက်လက်ပြီးတော့လုံနိုင်ခြင်းအဖြစ်မကြခင်မှာတော့အလုံးမျောလင်းထားတဲ့တဲ့ပဲပြည်မဘက်ကိုတဖြည်းဖြည်းဒီစီရေးချက်ထွင်နိုင်မယ်လို့မျောလင်းရတာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ပြည်သူပိုင်းပစ္စည်းတွေကိုအတင်းတမရပ်ယူပြီးတော့မှကိုကျိုးရှန်နေကြတဲ့ကြောက်စင်တွေကစစ်ကောင်စီရဲ့တပ်နဲ့စစ်ခွေးဘိုးကြောင့်တည်ဆက်ထားတဲ့တင်လဲကျွန်တော်တို့စစ်ပီမှာနားထောင်ကြည့်လိုက်ရအောင်နော်ဒီနေ့မှာတော့ဒေါနာတီဗီရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်အနေနဲ့ကြောက်စင်မျိုးကပြည်သူတဝရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင်ကျွန်တော်ကကြောက်စင်ကပြည်သူတဝပါကျောက်ဆယ်မျိုးကပြည်သူတဝရဲ့ကားကိုမတရားသိမ်းဆီးထားတဲ့ခိတ္တကျောက်ဆယ်တပ်နဲ့ဂျီဝမ်နဲ့ဂျီတူအကြောင်းပြောပြကြပါမယ်။2025ခုနှစ်လေးလပိုင်းဒဇံမတိုင်ငယ်မှာ ခိတရောက်ဆက်တက်နဲ့တန်ဇက်ကတင်းနှံကြောင်မိုင်းမောမခိတတက်နဲ့ G1 ဒူမူကြီးတင်မျိုးဝေမှာ၎င်း၏တက်နဲ့စစ်စီရေးကြီးသူဘုံမူတပ်ပိုင်ဆိုးဦးတဆခအားခိတတက်နဲ့မူဘုံမူချုပ်တုံးမြင့်ကျော်မှာခိတတက်နဲ့မူအဖြစ်ကိုစားတာဝန်ယူလာသည်မှာတနေ့နီးပါးခန့်ရှိနေပြီးဝိတောက်ကားများစွာနှင့်လုပ်ငန်းရှင်များထံမှငွေနှင့်ဒဇိုးလက်ဆောင်များစွာရရှိနေပြီးဖြစ်ကြောင်းနှင့်၎င်းမှာဒဇိုးလက်ဆောင်မဲရရှိပြီးဝိတောက်ကားမရှိသောကြောင့်ကာတစီရရှိအောင်ကြည်သူဘုံမူတပ်ပိုင်ဆိုးဦးအားဖန်တီးခိုင်းခဲ့ရမှာ ၎င်းမှာကြောက်ဆယ်မျိုးတရားလေရက်ကွက်နေငွေတောင်းကျန်းသူအုပ်ကြီးမတ်ထက်ဆိုသူဤပြည်သူ့စစ်တပ်ဖွဲ့ဝင်တပည့်များနဲ့၎င်းတို့အားအုပ်ချုပ်သူဗိုလ်ကြီးအောင်စီလက်လေးကြောင်းရံတိုင်ရင်အားနိုင်ငံရေးနဲ့ပတ်သက်သည့်သတင်းတစ်ခုဖန်တီးခိုင်းပြီးကြောက်ဆယ်မျိုးရှိကိုဖြိုးကျော်လင်းအမည်လွဲအားနေအိမ်၌ရှိနေစဉ်ဒူရင်အားတုံပြီးဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းနဲ့ကြောက်ဆယ်ခရယုံတွေစစ်ဆေးခဲ့ရာမဟုတ်မှန်သောကြောင့်လူငွေဖုံးများအားပြန်ပေးလိုက်တော့လေအင်းဆိုင်ကားခဲ့ရောက်အားဗိုလ်ကြီးအောင်စီလက်မှပြန်မပေးဘဲမတရားသဖြင့်တိတ်ဆိတ်ခဲ့ပြီးနော် ခိတကြောက်ဆိုင်တက်နေရှိဂျီတူဘုံမူတပ်ပိုင်စုတဆခထံသို့ဘူကြီးအောင်စီလက်မှပြေပိုခဲ့ပါတယ်ဘူကြီးအောင်စီလက်မှကြောက်ဆိုင်မျိုးတရားလေရက်ွက်ရုံးတွေနေထိုင်၍တရားမဝင်ဝေတောက်ကရောင်းဝယ်လုပ်ငန်းအားလုပ်ကင်နေကြောင်းသိရှိရပါတယ်အဆိုပါကအားဆယ်ရက်ကျော်လျင်ပြန်ပေးမိဖြစ်ကြောင်းပြောပြီးကိုဖြိုးကျော်လင်းအားနေအိမ်သို့ပြန်လွှတ်ပေးခဲ့ပါတယ်ကိုဖြိုးကျော်လေးမှလည်း၎င်း၏အခြေဆက်များနှင့်လိုက်လံချိတ်ဆက်၍ဗိုလ်ကြီးအောင်စီလက်ထံမှတစင်ဗိုလ်မှူးတပ်ပိုင်စုဦးအားရောက်အောင်တွေ့ဆုံ၍ကားကိုပြန်ရောက်အောင် တဇိုးလက်ဆောင်နဲ့ငွေများအား KTV ဆိုင်တွင်ပေးခဲ့တော့လဲယနေ့အချိန်ထိကားမှမရရှိသေးပါဘူးအဆိုပါကအားခိတတက်နယ်ဂျီဝမ်ဒူမူဂျီတင်မျိုးဝေမှာမိသားစုနဲ့အတူစီး၍အက်ခံပွဲနဲ့လူမှုရေးပွဲများတွင်သွားလာနေကြောင်းကုမဲမျိုးရှိမြို့ခံများထံမှသိရှိရပါတယ်ဒူမူဂျီတင်မျိုးဝေမှာတက်နယ်ဂျီဝမ်မဖြစ်ခင်2023 2024ခုနှစ်တွင်ရဲရွာရေလောင်တမန်ပန်း၌လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ရပြီး တည်သမားများထံမှနာမည်ပြတ်သူအဖြစ်ငွေတောင်းကျမ်းသူဖြစ်ကြောင်းကိုလည်း၎င်းနှင့်အတူတာဝန်ထမ်းဆောင်မှုသောစစ်တီအများစုထံမှသိရှိရပါသည်လို့စာရေးသားပြပလာပါတယ်ရှင်။မိဘပြည်သူတွေအနေနဲ့ကျွန်တော်တို့ဒေါနာရဲ့ပြည်သူကြကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျွန်တော်တို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။နောက်တော့ပေါ့နော်ကျွန်တော်တို့ကြောက်စင်တွေကဒီတက်နယ်တို့အုပ်စုတွေကနေပြီးတော့မှကျွန်တော်တို့ပြည်သူပိုင်ကောက်အတင်းအဓမ္မရပ်ပြီးပြီးတော့မှ ကိုကျိုးချနေတယ်ဆိုတော့ကျွန်တော်တို့ကြားရပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေရဲ့ပစ္စည်းကိုလိုချင်တဲ့ဆိုတော့ဒီကောင်တွေကနေပြီးတော့မှပါနော်ဒီနိုင်ငံရဲ့အဂျန်ဒါတစ်ခုကိုတစ်ခုဖန်တီးပြီးတော့မှဒီလိုမျိုးရယူနေတယ်ဆိုတော့လည်းထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်ကိုကျိုးချပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုချင်းချောက်ခေါင်းပုံဖြတ်နေတဲ့စစ်ကောင်စီအရာရှိတွေနဲ့အုပ်စုတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှအများဆုံးရှင်းလင်းတင့်နေတာပြီးတော့ပြည်သူတွေဘက်ကနေပြီးတော့မှဒေါ်လာရေးမှာကိုယ်နဲ့မဆိုင်ဘူးလို့မနေတင်တော့ပဲနဲ့အရာအနေနဲ့ထောက်ဖို့စနစ်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်တထက်ဝင်ပူပေါင်းပေါင်းရတော့မှအချိန်ပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အထက်ကကောင်တွေကလူမျိုးထင်တဲ့ချက်လို့ဆောင်နေပြင်မဲ့အောက်ခြေမှာတော့စစ်ကောင်စီရာရှိတွေရဲ့ပေါ့နော်ပြည်သူများလူချင်းခံနေရတဲ့ဒီစစ်ကောင်စီတပ်မိသားစုဝင်တွေကိုအလင်းဝင်ကြဖို့ကိုဘိုဘိုကြားနေပြီးတော့ဘလူမျိုးတွေဖြစ်ထားမလဲဆိုတော့ကျွန်တော်စပီရမှာကြည့်လဲရအောင်နော်အဲဒီဗီရတည်နေတယ်ပေါ့နော်ဒီမှာစစ်ကောင်စီတပ်သားတွေရာတဲ့တက်တွင်မှာအတုဘတ်ရှင်းရတာပေါ့ဗျာအတုဘတ်လုတ်တဲ့အခါကျရင်ပတ်စံမလောက်လို့တက်တွင်ကတရင်မှုကြော်လေးဒူတက်ရင်မှုကြော်လေးဘုံမှုကြော်လေးပေါ့နော် ပတ်စံရှိတဲ့သူအပေါ်ပိုင်းကအရာရှိတွေ ကရော်လေးစီကပတ်စံနဲ့ချီးပြီးတော့အတူပဲလောက်ရတယ်တဲ့ပြီးတော့သူတို့တေကြီးပေါ့ gratuity မတမရကြီးပါတေကြီးဆိုတာကောင်ဂျပူတာဖွင့်လာတဲ့ကုမ္ပဏီကနေမဆုံးမဖို့ပြည်တဲ့ချီးလေးပြီးပြန်ရတဲ့ခါကျရင်အကျိုးအကျွေးကိုအတိုးနဲ့ပြန်ဆရတယ်ပြီးတက်တွေ့ရတဲ့ truck ပြရတော့မိသားစုတွေကဒုက္ခရောက်နေကြတယ်တဲ့အဲ့ဒီတည်နေကိုကြားတော့တော်တော်စိတ်မကောင်းဖြစ်ပါတယ်ကျွန်တော်လည်းလူပဲလေနော်အဲ့ဒါကြောင့်မင်းတို့ခဏခဏပြောတော့ဟောမင်းတို့ဒီဟာတွေကမလုပ်တင်တော့မင်းတို့လည်းခုစစ်တိုင်းမှာသူထွက်သွားနီးဆက်ရနေရာနဲ့ထွက်ပြေးကွာ เนาะဒါမှမဟုတ်ရင်မင်းတို့နဲ့တူတိုက်တဲ့လူတွေထဲမှာအလင်းဝင်လိုက်မင်းတို့မတတ်ပါဘူးအဲအဲ့လိုမျိုးအလင်းဝင်ပြီးတော့မင်းတို့အထဲဝင်လိုက်ဘလောက်လက်လိုက်ပါဝိုင်းပတ်ဆံလေရမင်းတို့မိသားစုတွေလည်းပြီးရောမိသားစုအသားလေးပြန်ခေါ်ဒါမှမဟုတ်လည်းကြိုပြီးတော့စီစဉ်နာမင်းတို့အတွက်သွားဖို့ဒီလမ်းကြောင်းမရှိတဲ့မင်းတို့ဘဝတွေကသူတို့အတွက်ဘာမှတောင်းစားလို့မရဘူးမင်းတို့တေးတာသူတို့စောက်ကောင်းလေးလည်းမထည့်ဘူးအခုစဉ်းစားကြည့်လေကွာသူမင်းတို့တေးတာတော့မင်းတို့ဘဝတွေကအနောက်ကမိသားစုကိုဒုက္ခပေးပြီးစီနေရတာ မင်းတို့ပြောတဲ့တိုင်းပြည်အတွက်လူမျိုးအတွက်ငါစစ်သားဆုံးတမတော်သားအမိတမတော်သားအဖမင်းတို့စောက်ပေါက်ရတဲ့ဂျင်းနဲ့ထည့်ထားတာတွေမယုံနဲ့အဲ့ကြောင့်မင်းမတွေ့မင်းတို့ကြံချင်ရတဲ့တာသမီးလည်းကောင်းကောင်းမနေရဘူးတတော်များများဆုံးငါတို့ကြားတယ်တချို့တွေဆိုကီတီဗီတွေရောက်တာတို့ဟိုဘီတယ်တွေရောက်လာတာတို့လည်းကြားရတယ်စစ်သားတာသမီးတွေစိတ်မကောင်းဘူးလေတချို့ဆိုအမျိုးသမီးအစားဒါတွေတက်လောက်ရတယ်တို့ကြားလာတော့ပါနော်ကျွန်တော်ကုဘောကျော်ကလည်းမြန်မာအခုစဉ်တမိသားစုံတွေကတို့အထက်အရာရှိတွေက ဖူးဒမန်တို့ချွန်ခါပြတော့မှအခုဆိုရင်လည်းလိုင်းဟန်တွေကနေပြတော့မှဖယ်ရှားပေးနေတဲ့ဆိုတဲ့ကြောင့်ပြောဆိုထားဖြစ်တယ်ကျွန်တော်အလုံးပြောထားတဲ့အတိုင်းပဲတော်လိုက်ပဲချမ်းဟန်နေပြတော့မှလင်းဝင်ပြတော့မှလင်းနေတဲ့သူကပါလာမှာဆိုတော့စူးကြီးတွေလည်းထုတ်ပေးတယ်ဆိုတော့ဘောနော်ကျွန်တော်တက်တေဗီဒီယိုတွေတက်ပုံတွေလည်းများစွာရှိနေတာမို့လို့နောက်ယုံကြည်တို့မှကျွန်တော်နဲ့ရဲဝုံပူပေါင်းဖို့လိုအပ်နေပြီဆိုတဲ့ကြောင့်လည်းတပိတော့မှဖိတ်ခေါ်ပြောလိုပါတယ်ကျွန်တော်အခုဆိုရင်တော့စစ်ကောင်စီအနေနဲ့ကြာဆုံးမှုများစွာနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာပဲတက်မီတာဆုံးတွေကတော့အောက်ခြေမှာဒီလိုမျိုးဖြစ်လို့နေနေရတဲ့ဘဝကိုကျွန်တော် မြင်ရမယ်ဆိုတော့တော်လေးဝမ်းနေဖို့ကောင်းနေတာဖြစ်ပေါ်မှာ ပြည်သူတွေကမန်တရားကိုလိုချင်တဲ့မိတော်သားတွေပြီးပြီးအခုဆွန်လဲပေါ့နော်ကျတို့နောက်မကျသေးခင်မှာစစ်ကောင်စီတမိတားဆိုနေတဲ့အောက်ခြေသက်တာတွေကိုပြေခွန်နေကြတာမို့လို့အလင်းမြန်ဆုံးကျတို့ဘက်ကိုကုပြောင်းလာချက်ဖို့ကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှပြောလိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကျော်မြင့်မြင့်နေပြီးတော့မှအခုဆိုရင်ကျတို့မြေပါပြည်သူတွေ channel ပြီးတော့မှတေယဘောဆူပြေးမာနေတယ်မြောက်လေတို့အစုကိုဘယ်လိုမျိုးဒဲဆော်ထားလဲဆိုတာကျတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မြန်မာနိုင်ငံသားတွေတော့ဝမ်းနေတယ်သူကစိတ်ပူတယ် 1ဝမ်းတာတယ်ဆိုတာ1020တလုံးနဲ့ထောင်ဝမ်းတာတယ်ဝမ်းနေတယ်ဆိုတာမြန်မာနိုင်ငံသူတွေအတွက်ဝမ်းနေတယ်အဲ့တော့မြန်မာနိုင်ငံသူတွေတို့အဲ့လိုဈေးပေါ်ပေါ်နဲ့လှုပ်ရှားဖို့တို့ကစကြက်ကြီးလို့ဖြစ်တော့ဝမ်းနေတယ်အဲ့လောက်တော့မြန်မာဈေးပေါ်သိမှုနော်နောက်တစ်ခုကတော့စိတ်ပူတယ်ဘာစိတ်ပူလဲဆိုတော့နော်အဘတို့ကဘောပင်လေးကင်စောင့်နေတာအဘတို့ကနော်အဘတို့ကဘောပင်လေးကင်စောင့်နေတာဘာလဲသိလားချစ်ချည်ရချစ်ချည်ရင်းနှီးမှုအရာချစ်ချည်ရအရာဆိုပြီးတော့လူငင်းချမ်းသာဝင်ပေးလိုက်ပါသေးဆိုအဘတို့ကဘောပင်ကင်စောင့်နေတာအဘများနော်တို့နိုင်ငံအဘများလည်းဘောပင်ကင်စောင့်နေတာ အဲ့တော့ပြောပြီနော်ဒီလိုပြောရင်တော့ကိုယ်နိုင်ငံမှာလာပြီးတော့ကိုယ်နိုင်ငံသူတွေကိုစော်ကကိုယ်နိုင်ငံကိုဒုက္ခပေးတဲ့ကိုယ်နိုင်ငံကိုဖျက်ဆီးနေတဲ့ကောင်စားတွေကိုဘာမှလုံချင်ချင်တာပေးတဲ့အကြောင်းကြီးဘာချစ်ချင်မှထားတဲ့အကြောင်းမရှိဘူးရှင်းရှင်းလေးပြောတာဘာချစ်ချင်မှထားတဲ့အကြောင်းမရှိဘူးအဲ့တော့ဘောဘီကိုင်ပြီးလက်မထိုးကိုစောင့်နေတဲ့အဘအများဆိုတဲ့အဘအများကိုလည်းပြောချင်တာခင်ဗျားတို့လည်းကြည်လို့ခင်ဗျားတို့ကအလိုလိုပါဖြစ်ကုန်နေမြေကြည်လို့ကြအောင်ခင်ဗျားတို့နော်လုံချင်းချမ်းသာတို့ဘာချစ်ချင်အရာဖြေလျှော့ပေးလိုက်ပါသည်လို့တေယောကတောင်းရင်တန်းပေးရမျိုးမလုပ်ဘူးလို့လေတေယောတောင်းနေပေးရလားခင်ဗျာတေယောတောင်းနေပေးရင်ကျွန်တော်တို့ကကျွန်တော်တို့ကအဲ့လောက်ဒီဈေးပေါ်နေလို့လားကျွန်တော်နိုင်ငံအဲ့မပေးချနဲ့တေယောပေါ်လို့ရှောက်ပေးလို့မရဘူးအဲ့ဒါတော့မမေ့ဘူး ်အဖာမြောက်လည်းပြောချင်တယ်နော်အဖာမြောက်လည်းပြောချင်တယ်ခင်ဗျားတို့တွေကသွတ်သွတ်မလုပ်နဲ့လက်မှတ်ထိုးပြီးတော့လွှင့်ချင်တာကဦးသိသိနဲ့ထက်ကပဲကြည့်နော်တရုတ်တွေတက်ခိုးတယ်ခုနှစ်ရက်ပဲထောင်းတဲ့နေရာထွက်သွားတယ်စဉ်းစားကြည့်ဘယ်လောက်ကျွန်တော်တို့ရှက်ဖို့ကောင်းတယ်တိုင်းပြည်ဥပဒေဆိုရှက်ဖို့ကောင်းတယ်ပြည်ပြည်ရတာညာဒီနိုင်ငံမှာဥပဒေမဲ့တိုးနိုင်ငံမှာကျွန်တော်နိုင်ငံသားကျူးလွန်ခြင်းအဲ့ဒါလိုထားမလားခုနှစ်ရက်နဲ့လှုပ်ပေးမလားမပေးဘူးကျွန်တော်ဘက်ကအခုမှမိသားစုလေးစုမျိုးမိဝေပဲ့ယုံအဲ့ဒီလားလေးစုလို့ထောင်းနဲ့ထက်တယ်ဒါမီမီမီသားစုတေးပါအသက်ပါတတ်ထားတော့မကြင်ပယ်မီသားစုလည်းဘာဖြစ်နေမှမသိတော့လီယိုမီသားစုလည်းဘာဖြစ်နေမှမသိတော့เนาะဟိုဝေမီသားစုလည်းဘာဖြစ်နေမှမသိတော့เนาะအဲ့မှာမီသားစုတစုပါတော့တာ 五里亚都南江亚亚南江亚都是变样下车皮，嗯，德人家大大工业路五就算了，给 A 类资质还是多的，多少皮你看，新成立，他说六几年的人嘞，怎么出来直接出价？我出来怎么搞？国内银行比如，过内银行情况变三级四万的聘礼，面，几来六家？我讲了我没讲的，他叫做走路，他还不来，就那了。罗英昌那里，罗英昌那里我没用过，罗英昌那里比我低呢，他没，六点五比我低五，比六没一样一样的角度，他那嘛，比五比这样。 ကျော်မင်းမပြောဖို့ဟင်ရဆွမ်းတော့ပေါ့နော်တရုတ်လူမျိုးရဲ့ဆွဲသားတွေဆွမ်းတော့ကျွန်တော်တို့မြန်မာပြည်ထဲမှာမျောလင်တို့အစုကနေပြည်မလူငင်းချမ်းသာခွင့်ပေးပြီးတော့မှတရုတ်နိုင်ငံနဲ့အလဲထက်တွေလုပ်ဖို့စီစဉ်နေတဲ့ဆိုတဲ့အကြောင်းသူ့ဘောပြောကြားလိုက်တာပဲဖြစ်ပါတယ်အားလုံးတည်ထားတဲ့အချိန်ပဲမျောလင်ရနေပြည်မတရုတ်နိုင်ငံကိုဆရာတင်ပြည်မခုချင်းတိသူတို့စီကနေပြည်မလင်းနေခန့်တွေနဲ့နောက်ဆုံးပေါ်နေမိညာတွေကိုရပ်ယူပြီးတော့မှ ဒေါ်လာရင်းကိုဖြစ်လို့ဖြစ်စေနဲ့လုပ်နေတာပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှတရုတ်အနေနဲ့ကျွန်တော်ဒေါ်လာရင်းပဲချောင်းရက်တည်မလားစစ်ကောင်စီကိုပဲဒီလိုမျိုးထောက်ပံ့ပြီးတော့မှဆက်လက်မှ US ဆန်နေဦးမလားဆိုပြီးတော့မှပြောဆိုမှုတွေလည်းရှိနေတာပြီးတော့မှမြန်မာပြည်ထဲမှာရှိတဲ့တရုတ်အချို့စီးပွားတွေမှာတမယအားလုံးဟာဆိုတော့ကျွန်တော်တော်လိုင်းပဲချမ်းမှာရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုချိန်မှာဆိုတော့ဗောနော်ဒီစစ်ကောင်စီနဲ့တရုတ်တို့ရဲ့ပူးတွဲမှုကိုကဘာကနေပြတော့မှလည်းတိတိလေးနဲ့လစ်လူရှူထားတာမလို့နောက်ဘယ်လိုမျိုးဆန့်ကျင်ပြတော့မှကောင်တာတက်လို့ရမလဲဆိုတာကိုအပြေရှာတင်နေတာပဲဖြစ်ပါတယ်ဘောမတ်တွေကိုယ်တိုင်ကနေပြတော့မှ မြောက်လန်ရက်ဒီလိုလိုရက်တွေနဲ့ပတ်သက်ပြီးတော့မှတိုင်းပြည်နဲ့လိုမျိုးပါပျောက်သွားနိုင်တယ်ဆိုတဲ့အခြေအနေတည်းပေါ့နော်ပြောဆိုလာကြတာမလို့ဒါတော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုတော့မြောက်လန်ရက်ဆိုရင်ဒီကျွန်တော်ပြည်သူတွေတောင်မှကဘောမယူကတ်တွေကိုပါ channel ပြီးတော့မှကုချိုးချဖို့လုပ်နေတယ်ဆိုတော့လည်းထပ်ပြီးတော့မှတည့်ရတာပဲဖြစ်ပါတယ်ကျွန်မင်းမင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြည်နေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုရှင်းပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုတပုတ်အနေနဲ့ဦးသိမ်းမြတ်နေပြီးတော့မှ Orange Ranger စာတင်ကြောင်းဘူးချက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ပြောလို့မျိုးစားတွေပြောခဲ့ကြတဲ့ပေါ့နော်ကျော်စိုးဦးဇော်ဘွင်ဟင်းတစင်ဦးတို့ကိုတမိုက်ပူတဲ့တရားခံဖြစ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ကြောင်းပွင့်ကြိမ်မဟုတ်ဘူးဆိုတဲ့စကားကိုတို့စစ်လော်ဘီတွေကအင်တိုင်းအားလိုက်ဝါရဖြတ်ချီပြောဆိုကြပါတယ်တစင်ဦးတို့ကိုအချက်နှစ်ချက်ပြောပါမယ်ပထမချက်ကဒီကြောင်းဟာ NVG ဖွင့်တဲ့ကြောင်းပါစစ်ကောင်စီရဲ့ကြောင်းမဟုတ်ပါဘူးအဲ့တော့စစ်ကောင်စီချိန်ဆအတိုင်းဖွင့်ကြမှာဖွင့်မယ်ဆိုတဲ့အချက်ပါဒုတိယချက်ကတော့ကြေးရွာတွေမှာကြောင်းတွေကိုသီးနှံစိုက်ပြိုးချိန်နဲ့ချိန်ကပ်ပြီးတော့ဖွင့်လေရှိပါတယ်အဲ့ဒါကအခုအာနာသိမ့်ပြီး၄နှစ်ကြာမှာမဟုတ်ပါဘူး လွန်ခဲ့တဲ့260 90ခရဲကထုံးစံမှာအရင်ရင်အစိုးရတွေလက်ထက်မှာခရဲကထုံးစံမှာတောကဒလီထုံးစံကိုတစင်ဦးနားလည်ပုံမရပါဘူးတောမှာကောက်ဆိုင်ချင်းကောက်ရိတ်ချင်းကြက်သွန်ဆိုင်ချင်းကြက်သွန်နှုတ်ချင်းမြေပဲဆိုင်ချင်းမြေပဲဖော်ချင်းတွေဆိုလို့ရှိရင်ကြောင်းဖွဲ့ဖွဲ့မဖွဲ့ဖွဲ့ကြောင်းသားတွေကကြောင်းမတက်ပါဘူးအဲ့တော့ဆရာတွေကမတက်တာတဲ့အစုံမှာကြောင်းပိတ်ပေးရပါတယ်ကြောင်းသားအလုံးအစဉ်ပြေတဲ့အချိန်တွေမှာကြောင်းကိုအစားထိုးပြီးတော့ဖွင့်လှစ်ပေးရပါတယ်အဲ့ဒါတောကြောင်းတွေအလုံးရဲ့ထုံးစံမှာသူ့ရဲ့သူ့ရွာမှာသူ့အထာနဲ့သူ့ဒလီနဲ့ရှိပါတယ် ဇော်ဘဝင်းကဒီတရင်ကတရင်မပဲလို့ဇွတ်ပေးကပ်ပြီးတော့ညင်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်အထူးရှင်းမပြတော့ပါဘူးဒီတရင်ကတရင်တူတရင်မမဟုတ်ကြောင်းကိုအခုဆိုလို့ရှိရင်လူတိုင်းသိနေကြပါပြီတစင်းကဟာသူရနေဝန်ဘိုးဟဲ့ရဲ့တပည့်လည်းဖြစ်ပါတယ်ဆိုတော့အဲ့မှာတို့ပုံကြီးထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးသွေးဆွနေတဲ့ဓာတ်ပုံကြီးရဲ့ဆိုတာအလုံးချံဖတ်ကြည့်ရတာရောက်ကြည့်တာပါလေခလေးတွေတည်တာကိုအလောင်းအတုတွေပါဆိုပြီးတော့ဇွတ်တင်းညင်းနေပါတယ်ခလေးတွေတည်ဆုံနေတဲ့ပုံတွေကျွန်တော်တို့စီမှာဓာတ်ပုံ300လောက်ရှိပါတယ် ဗီဒီယိုဒါဇင်နဲ့ချီပြီးတော့ရှိပါတယ်ပြည်သူအများလဲမြင်ပြီးကြပြီးပါပြီခလေးတွေအသားဘက်တွေလွတ်ဆင်ပြီးတော့နံရံနေမှာကတ်နေတာဦးနဲ့ကလီဇာလေးတွေအပုံလိုက်ပဲကြံနေတာခလေးခြေတော့ပြက်ကလေးတွေကိုလူကြီးတယောက်ကလက်နဲ့ကိုင်လာတာမသေးတဲ့ခလေးငယ်တွေခြေပြက်လက်ပြက်ဖြစ်တာကိုစေးကုပ်ပေးနေတဲ့ဓာတ်ပုံတွေအထောက်ထားဗီဒီယိုတွေတော်တော်များများ ရှိနေပါပြီဒါကိုတောင်မှခလေးတွေရဲ့အလောင်းကအထုပါသူတွေကအထုတွေပါလို့ပြောတာကတော့တော်တော်ကို ကိုချင်းမဆာနာတဲ့စကားလူစိတ်ကင်းမဲ့တဲ့စကားပါခလိမိပါတွေဝမ်းနေလို့လို့အောင်ကုန်နေတာတယ်နာရေးအစီအစဉ်တွေမြေရွန်းထဲမှာတကြိုတာတွေကိုတောင်မှဟန်ဆောင်နေတာလို့ပြောနေသေးတာကတော့တော်တော်လူစိတ်ကင်းမဲ့တဲ့လူတွေမို့လို့အဲ့ဒါလိုပြောနိုင်ကြတာပါဒါတွေကိုကြည့်လိုက်ရင်သူတို့တော့ရောက်ဟာမသိလို့ပြောနေတာမဟုတ်ပါဘူးတိတိနဲ့လိန်နေကြတာပါတိတိနဲ့ဆက်ရဆုံးမှု crime against humanity တွေကိုဖုံးဖိကာကွယ်နေတာလိန်ညာပြီးတော့ပြည်သူတို့လှည့်စားနေတာဟာအဲ့ဒီရာဇဝမှုတွေအတွက်ကြံရပါအဖြစ် လှုပ်ဆောင်ကြတယ်လို့သဘောတည်ရပါတယ်။ဒါဟာတည်တည်မမကိစ္စမဟုတ်ပါဘူး။သတင်းသမားတယောက်ကသတင်းမှပြောမိတာလိုမျိုးတမန်ကိစ္စမဟုတ်ပါဘူး။အလွန်ကြီးကျယ်တဲ့ယာဇဝဲမှုကြီးတွေမှာသူတို့ကြံရပါဖြစ်နေပြီဆိုတာကိုသူတို့ကိုယ်တိုင်တောင်မှသိမှသိကြပါလိမ့်စား။မူတည်မြပြောသလိုပဲပါနော်ဒီဇော်ဘိုင်းကျော်စိုးတဇင်အိုးတော်ဆိုတော့ Orange Ranger စာတင်ကြောင်းကိုစကောင်းစင်းတွေမှာဘုံကျတာမဟုတ်ပဲね PDF တွေရဲ့ဘုံပေါက်ကွဲလို့ကလေးသူငယ်တွေများစွာတည်ဆုံခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့မျောလို့မျောစာတယောက်ကိုစီပြောဆိုနေကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ပူးတဲ့သမိုင်းတရားခံတွေကိုကျွန်တော်တို့တော်လိုင်းပချားနေပြီးတော့မှလည်းအချင်းချင်းတတိပေးထားတဲ့ကြားကနေပြီးတော့မှဒီလိုမျိုးဆက်လက်ပြီးတော့မှလှုပ်ဆောင်နေချလို့ခုဆိုရင်မြေလန်ရှင်းပြတော့မယ်ဆိုပြီးတော့မှချွေးကြော်ထားကြတာပဲဖြစ်ပါတယ်ဒီစစ်ကောင်စီအနေနဲ့လေချောင်းတိုက်ခိုက်မှုတွေနဲ့လက်နေကြီးထူးပြမှုတွေကနေတဆင်ကျွန်တော်တို့ပြည်သူတွေကလေးသူငယ်တွေများစွာဆုံးလဲ တဆုံဆုံးခဲ့တာဖြစ်ပြမဒါကိုကျွန်တော်တို့ဘက်ကနေပြီးတော့တွေးကြည့်ဆက်တဲ့အနေနဲ့ကျွန်တော်ကယ်ရင်နဲ့ပေါ့နော် PDF ပုံသဖို့နဲ့ပြမစစ်ကောင်စီရဲ့ပစင်းနှစီကိုလည်းပစ်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒါတွေကမလုံလောက်သေးပဲနဲ့ကျွန်တော်တို့အနေနဲ့စစ်ကောင်စီရဲ့လေးချောင်းတက်ကဆော်လို့ဒီချန်တဲ့ဒီစစ်ခွေးအရာရှိတွေကိုအခုဆိုတဖြည်းဖြည်းချွေးစစ်နေနဲ့စတဲ့အမဲချွေးနေကြတာမလို့မကြခင်မှာတော့မြောက်လိုက်လို့ရှိတဲ့ ်နေပြီးတော့တိုက်တောင်မှတည်တင်းနေမဲ့အခွင့်ကောင်းတရကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်ပြီးသူဒီဘက်ကနေပြီးတော့မှတော်လိုက်တဖို့ဝင်နေတဲ့သူယုံကြည်ကြည်နဲ့ကျွန်တော်တို့ဒီတော်လိုက်ရခေးကိုရှေ့စေရင်နဲ့မကြခင်မှာအလုံးမြုံပန်းထားတဲ့တိုင်ပဲ Federal Democracy လမ်းစဉ်ကိုတရားပေါ်ရရှိနိုင်လို့ပဲဆိုတဲ့အကြောင်းပြောချင်တယ်ကျွန်တော်ဒီနေ့နေခင်မှာတစ်ပြတ်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးချေးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချင်းနဲ့နေ့တက်လေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းဖိတ်လိုက်ပါတယ်